ကျွန်တော်တို့ဘာစီလိုနာတင်ရဲ့အသက်38နှစ်ရွယ်ပိုလန်တိုက်စစ်မွေးလီဝန်ဒေါစကီကတော့ဒီ2026နှစ်ရာသီကြာရေးစာချုပ်ကုန်ပြီစာချုပ်ကုန်ရင်တော့ဘာစီလိုနာစာချုပ်အသစ်ထပ်ချိုးတော့မှာမဟုတ်တော့ဘူးပေါ့နော်ရော်နယ်ဒိုဆိုလည်းအသက်38နှစ်မှာယူရိုပီယံထွက်သွားတယ်ကျွန်တော်တို့ဂိုဂျီမက်ဆီဆိုလည်းအသက်36မှာယူရိုပီယံထွက်သွားတယ်ဘန်ဇီမာဆို35နှစ်နဲ့ယူရိโรပီယံထွက်သွားတယ်ကွာအခုလီဝန်ဒေါစကီက39မှာလည်းအောင်မြင်မှုတွေကတော်တော်များများကိုရနေပြီ တကယ်ဆိုရင်လေလီဝန်ဒေါစကီကကိုရီဘာစီလိုနာအသင်းပေါ်အများကြီးကျေးဇူးတွေရှိတယ်ကိုရီအသင်းလုံးဝအခက်ခဲခြင်းနဲ့ချက်ထဲရောက်နေတဲ့အချိန်အကျွေးတွေများနေတဲ့အချိန်မှာသူ့မှာဘာအောင်မြင်မှုဘာတောင်းတမှုမှမလို့ပြသူဘာစီလိုနာဂျာစီဝှချင်ဆိုရဲစိတ်လေးနဲ့ပဲကိုရီတင်းကိုပြောင်းလာခဲ့ဘိုင်အမြူနစ်ကလည်းသူထွက်တဲ့အချိန်မှာသူ့ကိုဘာစီလိုနာထက်ပို့ပြီးတော့လစာကောင်းကောင်းပေးနိုင်တဲ့အသင်းတွေတခြားအသင်းတွေအများကြီးသူ့ကိုစိတ်ဝင်စားနေတယ်ဒါမှမဟုတ်သူဘာစီလိုနာကိုပဲရွေးချယ်ခဲ့တယ်အဲ့ဒီအတွက်လည်းသူအောင်မြင်မှုတွေအများကြီးရခဲ့တယ်သူပြောင်းလာခဲ့တဲ့2020-2023ရာသီမှာလာလီဂါရဲ့ ဂိုးသွင်းများဆုံးစုရတယ်ဒီယာဒီနဲ့ဆိုရင်လီဝိုဒော့စကီကကိုရီဘာစီလိုနာမှာ400ဒီရှိပြီးအရှိတ်300ဒီမှာ200ဒီကိုလာလီဂါတိုက်တယ်ရတယ်စူပါကပ်နှလုံးကိုပါဒယ်ရီယာတစ်လုံးဖလားအမြင်မှုတွေ အများကြီးတော့သူရခဲ့ဗျာအခုသူဥရောပထွက်ပြီဆိုတော့ဘယ်ကိုသွားနိုင်လဲသူကြီးကျယ်စိတ်ဝင်စားနေရတော့အားလုံးပဲသိရတယ် sorry bro lee sorry bro lee ကတော့သူ့လိုမျိုး brand နဲ့ရှိရကစားသမားစိတ်ဝင်စားတာပေါ့ဗျာဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ဘာစီလိုနာအဖိုးကြီးတင်းလို့ပဲပြောပြောဘာစီလိုနာ B တင်းပဲပြောအင်တာမိုင်းမီကိုသွားစီချင်တယ်ဗျာတကယ်ဆိုရင်မက်ဆီရှိတဲ့အချိန်မှာလီဝန်ဒေါစကီပြောင်းလာခဲ့ကိုရီတင်းတော်တော်လေးအဆင်ပြေမှာအခုလီဝန်ဒေါစကီနဲ့မက်ဆီကိုတွဲမမြင်လိုက်ရအောင်ဗျာတကယ်ကိုနှမျောစရာကောင်းတယ်အဲ့တော့အင်တာမိုင်းမီကိုလီဝန်ဒေါစကီပြောင်းရင်တော့ရှယ်ပဲဗျာအင်တာမိုင်းမီကမက်ဆီနဲ့စာချုပ်နှစ်နှစ်ထပ်ချုပ်ထားတယ် အခု Jory Ever နားပြီ Busquets နားပြီ Sarres လည်းမကြခင်နားတော့မှာဆိုတော့ Sarres ရဲ့နံပါတ်9နေရာကို Lewandowski ကဝင်ယူလိုက်ရုံပဲအဲ့ကြိုက် Messi ကဖန်တီးပေးမယ် Lewandowski ကဂိုးသွင်းမယ်ဒါဆိုရင် Barcelona ဘယ်လိုဖြစ်မှာ Barcelona မှာနံပါတ်9 Lewandowski ထွက်သွားဆိုရင်နံပါတ်9အတွက် striker လိုပြီးကျွန်တော်ကသာရှောက်ပြီးတော့အားကြီးချောင်းနေရဗျာနံပါတ်9 striker ဘယ်သူကြိုက်တယ်ဘာကြိုက်တယ်သင်ကခေါ်မယ်လို့တော့ကျွန်တော်တော့မထင်တော့ဘူးဘာလို့လဲဆိုရင်အခုဆိုရင် Marcus Rashford ကို Man U နဲ့တွားနှိနေပြီ Marcus Rashford ကိုပြီးသက်ခေါ်ယူဖို့တကယ်လို့သာ Marcus Rashford ကိုသာခေါ်ပြီးသွားဆိုရင် အခု၃နေကြာပုံစံတိုင်းလီဝန်ဒေါစကီနေရာကိုတဖြည်းဖြည်းနဲ့ဖာရန်တော်ရက်အစားထိုးမယ်ဖာရန်တော်ရက်နေရာကလွယ်ပါဘူးဗျာဖာရန်တော်ရက်ကိုအစားထိုးပြီးတော့ဈေးကြီးရဲ့စတရိုက်ကာအစားအသက်ငယ်နဲ့ဈေးနည်းနည်းခြုံမဲ့စတရိုက်ကာတယောက်သူတို့ငှားပြီးတော့ဖာရန်တော်ရက်နဲ့တွဲတုံးမယ်လို့ထင်တယ်တကယ်လို့ဖာရန်တော်ရက်ကအဆင်မပြေဘူးဆိုလဲဒန်နီအော်လမိုကစားလို့ရတယ်လို့မာဂရက်ရှ်ကိုလည်းကစားလို့ရတယ်ဆိုတော့တော့လည်းပဲစတရိုက်ကာကတော့ခေါ်မှာမဟုတ်တော့ဘူးနီကိုတို့ပြောနေတဲ့ဟာလန်တို့အဲဘရက်စ်တို့ဆိုတော့မေးလိုက်တော့ဗောနော်ဒေါ့မွန်စတရိုက်ကာတော့မခေါ်နိုင်ဘူးဆိုတော့ fire door ရဲ့ရင်းနှီးရှေ့ဆက်အောင်မယ်လွယ်ရောမလွယ်ဘူးဗျာ